ဟိုးတော့ကတောတောင်ထဲမှာတဲစုပ်လေးတလုံးထိုးပြီးတော့စင်စင်ငင်းငင်းနဲ့နေနေတဲ့လင်မယားနှစ်ယောက်နဲ့သာသမီနှစ်ဦးသာရှိတဲ့မိသားစုလေးတစုရှိခဲ့တယ်။ချင်းချိုးမြစ်ချိုးနဲ့စင်စင်ငင်းငင်းနေထိုင်နေကြတယ်ဗော။ဒီနေ့တော့သူတို့နေနေတဲ့ဘေးမှာရှိနေတဲ့တောင်ယာမြေတွေကိုဝယ်ကျင်တဲ့မြို့ဘော်ကတထေသူကဝယ်ကျင်တဲ့မြေခွက်တွေကိုကြည့်ဖို့ဆိုပြီးတော့ရောက်လာခဲ့တယ်။ လွန်ဆင်းရဲပြီးတော့ခက်ခဲပင်မနေတဲ့ဒီမိသားစုလေးကိုအဆင်ပြေအောင်ဆိုပြီးတော့မိဘအမွေကြားနေခဲ့တဲ့ဒီကိုနေတဲ့မြေခွက်လေးတဲကိုထွန်ရက်စိုက်ပြိုးစားနိုင်အောင်ဆိုပြီးတော့နွားတချင်းဝယ်ပေးခဲ့တယ်ဒီဆင်းရဲတဲ့ဘွားကလွတ်မြောက်အောင်ကြိုးစားကြဖို့လဲအထက်တမှာခဲ့တယ်သူတို့ကလည်းကြိုးစားမယ်ဆင်းရဲခြင်းကလွတ်မြောက်စေရမယ်ဆိုပြီးတော့ဂရီတွေပေးလိုက်ကြတယ်အဲ့ဒါလို့နဲ့စတင်ပြီးတော့ စိုက်ပျိုးရေးလုပ်ခဲ့ကြတယ်။စာလုပ်ခါစားဆိုတော့အဆင်မပြေတာတွေရှိတာပေါ့။အစာပိုင်းမှာအဆင်မပြေတာတွေကိုကြိုးစားပြီးတော့ကြော်လွှားခဲ့ကြပေမဲ့လာလေးအတန်ကြားလာတဲ့အခါဒီစိုက်ပျိုးရတာကမလွယ်ပါဘူး။လူလေဆင်းရဲနွားထိန်ချောင်းရတာကလည်းဆင်းရဲဒီနွားတွေကို ရောင်းပြီးတော့စိတ်တွေဝယ်မွေးမြူရရင်လူလဲသက်သာစိတ်နူလဲတောက်ရပွားလာလို့များလာရင် တက်လဲစားရနဲ့အဲ့ဒါကဘိုးအဆင်ပြေမယ်ဆိုပြီးတော့စိတ်တွေမွေးခဲ့ကြပြန်နေမွေးတဲ့စိတ်တွေကမပွားသေးခင်မှာပဲစားစရာမရှိလို့ကျမ်းမာရေးမကောင်းလို့ဆိုပြီးတော့စိတ်လေးတွေရောင်စားတက်စားနဲ့စိတ်တွေလည်းပဲနှဲပါလာခဲ့တာပေါ့နောက်ကြားလာပြန်တော့လေစိတ်တွေမွေးရတာကလေးမွေးတာကကြာလွန်းနေဒီစိတ်တွေကြောင်းရတာကလည်းဆင်းရဲပါတယ် ဒီတော့ဒီစိတ်တွေ ရောက်ပြီးတော့ကြက်တွေမွေးရရင်ဥရာလဲမြန်းဥလဲချက်စားရရောင်းလဲစားရဆိုပြီးတော့စိတ်တွေရောက်ပြီးတော့ကြက်တွေမွေးပြန်တယ်ကြက်တွေကလဲကြက်နာကြတာကကြလူကချက်စားတာနဲ့ခွေးကကြိုက်တာနဲ့ဆိုသလိုတဖြည်းဖြည်းနဲ့ကုန်းလာခဲ့တယ်နောက်ဆုံးကြမ်းနေတဲ့ကြက်ကလေးနှစ်ကောင်ကိုတော့ချမ်းသာမှလဲမဟုတ်တော့ပါဘူးဆိုပြီးတော့တကောင်ကိုချက်ပြီးတော့ တကောင်ကိုတော့အရက်နဲ့လဲတောက်လိုက်တဲ့။အဲ့ဒီတော့လေအရင်လိုအရင်လိုဖြစ်သွားတာပါပဲ။ပြောချင်တာကတော့လူတိုင်းမှာအိမ်မက်ဆိုတာတွေရှိခဲ့ကြတယ်။အခွန်အရေးဆိုတာတွေလည်းပဲလူတိုင်းရခဲ့ပူပါတယ်။ဒါပေမဲ့ဒီဇိုင်းမမဥတီချက်စီရောက်အောင်သွားနိုင်သူတွေကအောင်မြင်ပြီးတော့ဥတီချက်ပန်းနိုင်စီရောက်အောင်မသွားနိုင်တဲ့သူတွေကကြာရှုံးကြတာပဲ။ဒီဆင်းရဲတဲ့သူဟာ နွားလေးတရှင်ရခါစားကတော့တကယ်ကို ချမ်းသာရမယ်ဆိုပြီးတော့စစားချင်းစူးစားခဲ့ပေမဲ့အဆင်မပြေမှုနဲ့အခက်အခဲလေးဖြစ်လာတဲ့အခါချမ်းသာရမယ်ဆိုတဲ့ဥတီချဟာမေးမိန်ပြီးတော့လာခဲ့တယ်။နောက်လူတိုင်းမှာပန်းတိုင်းဆိုတာရှိတယ်။ဆင်းရဲသူနဲ့ချမ်းသာတဲ့သူတွေရဲ့ကွာဟချက်ကချမ်းသာတဲ့သူတွေကချမ်းသာရမယ်ဆိုတဲ့ပန်းနိုင်ကိုဘယ်တော့မှအပြောင်းမခံဘူး။ ဘယ်တော့မှပန်းနိုင်က ပြောင်းလဲမသွားဘူးအခက်အခဲတွေပြဿနာတွေအတားအဆီးတွေနဲ့တွေ့ကြုံလာရင်လဲချမ်းသာရမယ်ဆိုရင်ပန်းနိုင်ကိုတော့အပြောင်းမခံဘူးအပြောင်းမခံဘူးသွားနေတဲ့လမ်းကြောင်းကိုပဲပြောင်းပြီးတော့သွားမယ်ဒီအလုတ်ဒီလမ်းကအဆင်မပြေရင်ဟိုအလုတ်ဟိုလမ်းကိုပဲပြောင်းလို့မှာပေါ့ချမ်းသာရမယ်အောင်မြင်ရမယ်ဆိုရင်ပန်းနိုင်ကိုတော့ပြောင်းကိုမပြောင်းဘူးနောက်အိုးမအောင်မြင်လဲနေပါစီတော့ ပေကိုနောက်ပါတာမှတ်လို့ဆိုပြီးတော့ဟိုလောက်ဆိုတော်ဖို့ဒီလောက်ရှိတော်ဖို့ဆိုတာမျိုးနဲ့ပန်းတိုင်ကိုပြောင်းမသွားစေအောင်ဘလောက်ပဲအခက်အခဲတွေရှိနေပါစေလုံနေတဲ့လုပ်ငန်းကအရင်နှီးကိုလည်းထုတ်မစားဘူးအပြင်ဆိုက်ရမယ့်ဥကိုဖယ်တော့မှချမ်းသာတဲ့လူတွေကပြုတ်မစားခဲ့ကြဘူးဆင်းရဲတဲ့သူတွေကအောင်မြင်ရမယ်ဆိုတဲ့ပန်းတိုင်တွေရှိကြပြီမြဲအဲ့ဒီပန်းတိုင်စီကို သွားနေတဲ့အခါအခက်အခဲတွေတားအစီတွေ ပြဿနာတွေနဲ့တွေ့ကြုံလာတဲ့အခါဒီလမ်းကမရရင်ဟိုလမ်းကဆိုတဲ့လမ်းပြောင်းမှုစိတ်အားမတန်ကြဘဲနဲ့ပန်းတိုင်ကိုပဲပြောင်းပြစ်လိုက်ကြတယ်ဒီလောက်ရှိလေတော်ရော့ဘောဆိုတာမျိုးပေါ့နောက်အရင်နေ့ကိုလည်းထုတ်သုံစားခြင်းရတယ်ဥကိုပြုတ်စားခြင်းရတယ်ဒီတော့ညီကုန်းချုပ်ပြောချင်တာကတော့အောင်မြင်ရသလားပန်းတိုင်ကို အပြောင်းမခံပါနဲ့အခဲခဲတွေ့တာနဲ့ပန်းတိုင်ကိုပြောင်းမပြစ်ပါနဲ့လမ်းကြောင်းကိုပဲပြောင်းရင်ပြောင်းပါ ီလမ်းကသွားမရရင်ဟိုလမ်းကနေသွားပါပန်းနိုင်ကိုတော့ရောက်အောင်ကိုသွားပါ လမ်းမကောင်းလို့မသွားပဲပန်းနိုင်ပျောက်သွားတယ်ဆိုရင်လမ်းမကောင်းတာနဲ့ပန်းနိုင်ညီပျောက်သွားတယ်ဆိုရင်တော့အောင်မြင်ဖို့ခက်ခဲလိမ့်မယ်အာလုံးအလုံးအောင်မြင်ခြင်းနဲ့ဆန္ဒအောင်မြင်ရမယ်ဆိုတဲ့စိတ်အောင်မြင်အောင်ကြိုးစားမှုဝိရိယအောင်မြင်ဖို့ပညာရက်တွေနဲ့ပြေဆုံးနိုင်သူများဖြစ်ကြပါစေ။